ားလုံးပဲမင်္ဂလာပါခင်ဗျာ Study in Fiction မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ရဲ့အစီအစဉ်မှာကျွန်တော်တို့တချင်းလေးတစ်ပုဒ်အကြောင်းကိုတူတူလေ့လာကြမယ်တချင်းလေးရဲ့နာမည်က Homura တဲ့တချင်းနာမည်ကြတာ ਨੇ Demon Slayer Anime Fan တွေကတော့တန်းပြီးတော့သိမယ်ထင်တယ်နော်ဒီတချင်းလေးက2020ခုနှစ်ကထွက်ခဲ့တဲ့ Demon Slayer Mugen Train ဂျပန်လိုခေါ် Kimetsu no Yaiba Mugen Desha ရုပ်ရှင်ရဲ့နော် theme song ဖြစ်ပါတယ် ဒီတချင်းကိုဂျပန်ဆိုတော့လီစာကနေတည်ဆိုပေးထားတာဖြစ်ပြီးတော့ဝမ်းနည်းမှုစိတ်အားတင်းမှုစတဲ့ခံစားမှုတွေကိုရောစပ်ထားတဲ့တချင်းလေးတစ်ပုဒ်ပါနော်မိုဂန်ထရိန်ယုံတင်တုန်းကမမရရကျွန်တော်ကယုံမှာတွားကြည့်ဖြစ်ခဲ့တယ်အဲ့တုန်းကဇလန်းဆုံးသက်ပြီးတော့နော်စာရင်ထိုးနေတဲ့အချိန်မှာဒီတချင်းတန်ကယုံထဲမှာလွင့်လာတဲ့အချိန်မှာမျက်ရည်မလဲပဲနဲ့မနေနိုင်ခဲ့ဘူးတချင်းကဇလန်းရဲ့အတိတ်ပဲကိုထိတိမိမိဖော်ကျူးနိုင်တယ်လို့ အဆိုရလီစာရဲ့ဆွဆွမြင့်မြင့်အတန်ကလည်းဒီဇလန်းရဲ့နော်ခန်းစားချက်တွေကိုပရိသတ်တွေရဲ့အရင်နေ့တွေကိုပို့ပေးနိုင်တယ်နော်ဟုတ်ပြီအဲ့တော့နေတန်းလေးနည်းနည်းရှည်သွားပြီဆိုတော့တခြင်းလေးကြောင့်စပြီးတော့လေ့လာကြည့်ရအောင်မလေ့လာခင်မှာနည်းနည်းမြစ်တာရက်ခံကျင်တာကတော့အချက်၃ချက်ရှိပါတယ်နံပါတ်၁ချက်အနေနဲ့ပြောကျင်တာကအခုတင်ဆက်ပေးမယ့်နော်တခြင်းလေးကအဲကျွန်တော်တို့ရုပ်ရှင်ရဲ့ theme song ဖြစ်တဲ့ခါကျတော့ရုပ်ရှင်ရဲ့အကြောင်းအရာနဲ့ဆက်ဆက်ပြီးတော့ဖော်ပြမှာဖြစ်တဲ့အတွက် မကြည့်ဘူးသေးတဲ့သူတွေเนาะရုပ်ရှင်မကြည့်ဘူးသေးတဲ့သူတွေအတွက်တော့ spoiler ဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်ပေါ့เนาะဒါတော့တော့နားလည်ပြီးပါနောက်တစ်ချက်အနေနဲ့ကတော့အဲ YouTube ရဲ့ copyright တွေနဲ့ညှိဆုံးမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီ video ထဲမှာတော့တခြင်းကိုဖွင့်ပြပေးတာမျိုးမလုပ်ပေးနိုင်ဘူးပေါ့เนาะအဲနောက်ဆုံးချက်အနေနဲ့ကတော့ဒီတခြင်းရဲ့အတိတ်ပဲဖွင့်ဆိုချက်တွေကဒါကျွန်တော်တဦးတယောက်ရဲ့အမြင်ကိုတင်ပြထားခြင်းသာဖြစ်ပါတယ်ပေါ့เนาะ Sayonara Aligato Koe no Kagiri 悲しみよりもっと大事なこと。去りゆく背中に伝えたくて、ぬくもりと痛みに間に合うように。だから、たちへえ、ポイント、ファースレビアパレな。なおさパレ、ジェズデネロたんごゴヘチュミレ。ワンネネビメ、アラオた、タタビ、エテイジラオ、タカダロメ、ジョーデゾンディオ、ビョージェネ。 မင်းရဲ့ခန္ဓာမှာနှွေးထွေးမှုနဲ့နာကျင်မှုတွေကြံ့နေတဲ့အချိန်လေးကိုမိအောင်ပေါ့ဒီတိနားထောင်ပြီးတဲ့အခါမှာဒီတခြင်းကဘသူကနေဘသူကိုရည်ရွယ်ပြီးတော့ပြောကျင်နေတာလဲဆိုတာကိုခံမှန်းကြည့်လို့ရပါတယ်နော်ဟုတ်ပါတယ်ကျွန်တော်တို့တန်းကြည်တို့ကနေပြီးတော့ဒင်းကုတ်ဆန်ကို ပြောကျင်နေတဲ့ဇာတ်ရည်လို့ယူဆလို့ရပါတယ်နော်ဒီတခြင်းတစ်ပုဒ်လုံးမှာနော်အဲအာကာသာနဲ့တိုက်ပွဲမှာတော့တရားမဲ့ဒဏ်ရာရသွားတဲ့ဒင်းကုတ်ဆန်တယောက် မသေးဆုံးခင်လေးမှာပေါ့နော်တန်းကြီးတို့ရဲ့ရင်ထဲကနေနန်းကုတ်ဆန်ကိုပြောချင်နေတဲ့ဇာတ်ကားတွေပါဇန်လန်းနဲ့မှာနန်းကုတ်ဆန်ကသူ့မသေးဆုံးခင်မှာနော်မှားချချင်တာတွေရှိတဲ့ခါကျတော့သူ့ကိုဦးစားပေးပြောခန့်လိုက်ရတာမဟုတ်လို့တန်းကြီးတို့ကနေပြီးတော့ဘာမှပြန်ပြောခွင့်မရလိုက်ပါဘူးအဲ့အတွက်ကြောင့်တန်းကြီးတို့တယောက်ကသူ့ရဲ့ရင်ထဲမှာနန်းကုတ်ဆန်ကိုဘာတွေပြောပြချင်နေလဲဆိုတာကိုတချင်းလေးကဖော်ပြထားပါတယ်နော် တန်းဂျီနိုကနိုင်ကုတ်ဆန်ကိုရည်ရွယ်ပြီးပြောချင်နေတယ်ဆိုတာဘလူစာသားတွေကသိတာသေးလဲဆိုတော့ထွက်ခွာသွားရမယ့်ကျောတစုံစီကိုပြောချင်တယ်ဆိုတော့ဆာလီယူကုဆင်နာကနီစတိုင်ဒက်တေနော်အဲစာသားလေးရဲ့နောက်ပြီးတော့နှွေးထွေးမှုနဲ့နာကျင်မှုတွေကြံ့နေတဲ့အချိန်လေးကိုမှီအောင်ဆိုတော့နုကမိုဒီတိုအီတာမီနီမာနီအာဝီယိုနီဒီစာသားတွေပဲဖြစ်ပါတယ်နော် စာဒုဆိုတာကအဝင်းကိုထွက်သွားသည်ခြံထားခဲ့သည်ဒီလိုအဓိပ္ပာယ်ရပါတယ်နော်နုကုမိုဒီဆိုတာကကြတော့နှွေးထွေးမှုလို့အဓိပ္ပာယ်ရပါတယ်နှွေးထွေးမှုနဲ့နာကျင်မှုတွေကြံနေသေးတဲ့အချိန်လေးဆိုတာကတကယ်တော့ခန္ဓာကိုယ်ကနှွေးနေတော့နာကျင်မှုတွေကိုခံစားလို့ရနေတော့တနည်းဆိုရလို့ရှိရင်တော့မတည်ဆုံးခင်ဆိုရဲအဓိပ္ပာယ်ကိုတွဲဝိုက်ပြီးတော့ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်နော်ဘလောက်လှလိုက်တဲ့ဖော်ပြချက်လေးလေနော် ောက်ပြီးတော့မက်ဆေ့ချ်တဲ့အသုံးလေးတစ်ခုရှိပါတယ်။ခုနကတခြင်းစာသားတွေအစာပိုင်းလေးမှာပါသွားတဲ့ကိုရင်တော့ခကီဒီဆိုရဲပါနော်။ Now တော့ခကီဒီဆိုရဲ grammar ပုံစံလေးကိုကျွန်တော်တို့ and 3လောက်မှာသင်ရမယ်ထင်တယ်နော်။အဲ Now တော့ခကီဒီရဲ့အဓိပ္ပာယ်ကအစွမ်းကုန်လို့အဓိပ္ပာယ်ရတယ်နော်။ဒါကြောင့်ကိုရင်တော့ခကီဒီဆိုရင်အတန်ကုန်ဟစ်ကျွေးတယ်ဆိုရဲအဓိပ္ပာယ်ပါနော်။တခြင်းကအစာပိုင်းမှာတဲ့ငိုခြင်းတရားကောင်းနေပြီနော်။ဆက်ပြီးတော့ကြည့်ရအောင်။ このまま続くと思っていた。僕らの明日を描いていた。ဒီတိုင်းလေးဆက်နေတော့လို့ရမယ်ထင်နေခဲ့တာ။ကျွန်တော်တို့ရဲ့မနှက်ပြန်ကိုပုံဖော်ထားခဲ့တာ။ဒီစာသားလေးတွေကလည်းလူဘဝရဲ့မတည်မြဲခြင်းကိုရေးဖွဲ့ထားတာနော်။ကျွန်တော်တို့တွေကတည်ခြင်းတရားကိုမေ့လျော့ပြီးတော့အမြဲတမ်းညအိပ်ရဝင်တဲ့အခါမှာမနှက်ပြန်ဆိုတာရောက်လာမှာပဲ။အဲ့ဒါသဘာဝပဲလို့တွေးနေကြတယ်နော်။ ကို့အတွက်မနှက်ပြာရောက်လာတယ်ဆိုတော့မနှက်ပြာဆိုတာရောက်မလာနိုင်တော့တဲ့သူတွေရှိပါတယ်နော်စာသားတချို့ကိုကြော်ပြီးတော့ chorus bike ကိုသွားလိုက်မယ်နော်ဘုက္ကတာချေဝါမိုးရဲ့စာကားတွေထဘီနိုတိုချူတဲ့ဒဲအီတေအိုတိုဒီဆိုရှိတဲ့ဟာနာရှိတာမီရိုင်းနော်ထမဲနီကျွန်တော်တို့တွေကမီတဟုံးတောက်နေတဲ့ခီးကျန်းရဲ့အလယ်မှာတွေ့ဆုံကြတယ်လက်ကိုခနာဆုပ်ကင်ပြီးတော့ပြန်လှည့်လိုက်ရတယ်အနာဂတ်အတွက်ပေါ့ ဒါကလည်းတန်းဂျီရိုနဲ့ဒန်ဂိုကဆာနိုရဲ့တွေ့ဆုံမှုအကြောင်းကိုပြောပြထားတာပါနော်။သူတို့တွေကအချိန်လုံးဒေမွန်နီရဲ့တိုက်ခိုက်မှုကိုအန်တုရင်ဆိုင်နေရတဲ့အန်နီရဲ့များတဲ့ဘဝမှာနေနေကြရတာပါနော်။အဲ့ဒါကိုမိုဟဲဆာကာတို့တပ်ပြီးမီတဟုံဟုံတောက်နေတဲ့ဘဝလမ်းနော်ဒီလိုတင်စားခိုင်းနှိုင်းသွားတာပါ။တန်းဂျီရိုနဲ့ဒန်ဂိုကဆာကမူဂန်ထရိန်းပေါ်မှာတွေ့ဆုံရတာခဏပဲရှိပါသေးတယ်။ခွဲခွာရုံပဲ။အဲ့ဒီအကြောင်းကိုပြောထားတာပါနော်။ ဲ့ဒီခွဲခွာတာလည်းအနာဂတ်အတွက်ပါဆိုပြီးမိတိုင်းတော့ထမင်းနီဆိုပြီးတော့နော်တချင်းစာသားလေးကပြောသွားတယ်။ဒါကဘာလို့ဆိုလို့လဲဆိုတော့နိုင်ငံကုဆန်ကတန်းကြည်တို့တို့လိုအနာဂတ်မျိုးဆက်တစ်တွေကိုအသက်အသေးခံပြီးတော့ကာကွယ်ပေးခဲ့တာကိုကြည့်ရင်နားလည်နိုင်ပါတယ်။ဒါကြောင့်မိတိုင်းတော့ထမင်းနီဆိုတာကအနာဂတ်မျိုးဆက်တစ်တွေအတွက်ဒီလိုအဓိပ္ပာယ်ပါနော်။ရုပ်ရှင်ထဲမှာလည်းနန်းကုတ်ကဆန်ကမတည်ဆုံးခင်မှာပြောသွားပါသေးတယ်။ငါဒီနေရာမှာတည်ဆုံးရတာကိုစိတ်ထဲမထားနဲ့ အာရှီရာတယောက်ဖြစ်ရင်ဘယ်သူမှဆိုအဲ့လိုလုံးပါပဲအညွန့်တက်တွေကိုအချုံးမခံနိုင်ဘူးဆိုပြီးတော့ပြောသွားခဲ့တယ်။တချင်းအဲဒီပိုက်ထဲမှာတတိထားစီခြင်းနဲ့စကလုံးလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဒဲအာဟုဆိုတဲ့ခန်းကြီးပါနော်။တွေးဆောင်သည်လို့အတိပ္ပယ်ရပါတယ်။အချင်းချင်းလှုပ်ထားတာမဟုတ်ဘဲနဲ့တွေးတဲ့တွေးဆောင်မှုမျိုးမှာအဓိကသုံးနေပေါ့နော်။ဒီအာဟုခန်းကြီးလေးကကျွန်တော်တို့သုံးနေကြတွေးဆောင်သည် ကျွန်တော်တို့ဥမာခိုင်ကြီးလို့ပါတော့ခိုင်လေးနော်။ အဲ့ဒီတွေးဆောင်သည်အောက်ခန်းကြီးလေးနဲ့အတိတ်ပဲเนาะရေပူရာအဖြစ်တော့အတူတူပဲဒါပေမဲ့ဒီခန်းကြီးခတ်တဲ့အောက်ကကြတော့သူကရင်းနေတဲ့သူတွေတွေးဆောင်တာပေါ့เนาะမာတငယ်ချင်းတွေတွေးဆောင်တာတော့နောက်ပြီးတော့ဘဝတဝိမှာကန်ဆက်လို့တွေးဆောင်ကြရတယ်စသဖြင့်စိတ်ခံစားချက်ပါဝင်တဲ့တွေးဆောင်မှုမျိုးကိုရည်ညွှန်းတာမဟုတ်လို့ပေါ့เนาะတခြင်းနေဝိထုတွေထဲမှာဒီခန်းကြီးနဲ့အောက်ကိုเนาะအသုံးများပါတယ်ယူမဲကဟိတိုတ်ခနာဥဒါဘီဘိုကူဝါခီမီယိုအမောဒါရော ချီယိုကူနာရီတိုင်ဒိုနေဂါယီနိုင်တာခက်ချီဟိုဟာနာမှုခင်နီအိမ်မက်တခုကောင်တယ်ပေါ်တိုင်းကောင်တယ်ပေါ်တိုင်းမှာကျွန်တော်ဟာတင့်အကြောင်းကိုတွေးမိမှာပါတန်မာလာခြင်းနဲ့လို့ဆန္ဒပြုရင်ငိုနေမိခဲ့တယ်ကျင်းတယ်ပေါ့တန်မာလာရမယ်ဆိုရက်ဆုံးဖြတ်ချက်ကိုတင့်အတွက်နှုတ်ဆက်လက်ဆောင်အဖြစ်ပေးပါမယ်ဒါကလည်းတန်းကြီးတို့ကဒန်ကုတ်ဆန်ကိုဂရိပေးတဲ့အနေနဲ့ပြောခြင်းတဲ့စကားလို့ထင်ပါတယ်နော် တန်းကုန်ဆန်ကမသေးခင်မှာတန်းကြီးတို့ကိုဝမ်းနဲ့ပူဆွေးနေလေအချိန်ဟာမင်းတို့ကိုမဆောင်ဘူးပို့ပြီးရင်းကျက်တက်မှလောင်စူးစမ်းကြသံမင်းတို့တွေကတစ်ချိန်မှာဒီမွန်စလီယာအဖွဲ့ကိုထမ်းပိုးပြီးမဲ့ဟာရှီတာတွေဖြစ်လာရမှာငါမင်းတို့ကိုယုံကြည်တယ်အဲ့လိုမှားခဲ့တယ်အဲ့ဒါကိုတန်မာလာစေရမယ်ဆိုတော့ဆုံးဖြတ်ချက်ကိုပေါ့နော်နှုတ်ဆက်လက်ဆောင်ဖြစ်ပေးမယ်လို့ရေးထားတာပေါ့နော်ဘလောက်တောင်လာလိုက်လဲဟာနာမှုခဲဆိုတာကကျွန်တော်တို့ နှုတ်ဆက်လက်ဆောင်ခွဲခွာခံနည်းမှာပြည့်ရဲလက်ဆောင်ဒီလိုတွေပဲရပါတယ်နော်။တခြင်းရဲ့အဆုံးသက်နာကိုသွားရအောင်။ဟုတ်တော့တတ်တဲ့တဲ့ခဇရေ落ちてゆく。一つだけの欠けがえのない世界。အတန်အကျေကြီးထွက်ပြီးပြိုလဲကျသွားတယ်။တခုတည်းသောစားထိုးမရတဲ့ကျွန်တော်ရဲ့ကဘာကြီး။ဒါကတော့ဒင်းကုတ်ဆာဒေဆုံးသွားတဲ့အချိန်ဟာတန်းကြီးတို့အတွက်တော့ကဘာပြိုတဲ့အချိန်ပဲဆိုပြီးတော့ခိုင်းနိုင်သွားတာပါနော်။ ဖော်ပြနိုင်လောက်ဝန်းနေရတဲ့ခံစားမှုတစ်ခုကတချင်နာထောင်သူတွေစီကိုကူးဆက်လာသေးပါတယ်။ဒီညမှာမှတ်စေချင်တဲ့၃လေးတွေကတော့ Auto Datero ဆိုတာကအတန်ထွက်သည်ဆိုတဲ့အဓိပ္ပာယ်ပါနော်။ကျွန်တော်တို့လမ်းလျှောက်ရင်ခြေတံထွက်တာ။နောက်ပြီးတော့တစ်ခုခုနဲ့တိုက်မိသွားလို့အတန်ထွက်တာ။ဒါတွေက Auto Datero ပါ။နောက်တစ်ခုခုစရဲ Ochiru ဆိုတာကပြိုကျပျက်စီးသည်ဆိုတဲ့အဓိပ္ပာယ်ပါနော်။အဆောက်အုံတွေပြိုကျတာ၊တောင်တွေပြိုဆင်းလာတာတို့ဒါမျိုးတွေကိုဖော်ပြတဲ့အခါမှာသုံးပါတယ်။ かけがえのないそらがろあさとゆもやどのあろでれば。やられလာတဲ့ろ。ま,たでまなာなうに、ね、းလုံးလေးမလို့မှတ်ထားတင်ပါされた幸せと約束を超えていく。振り返らずに進むから前だけ向いて叫ぶから心にほむらをと灯して တိုးဤမိဒာဤမာနေယုံကြည်အနန္တရဲပျော်ရွှင်မှုနဲ့ပေးထားတဲ့ဂတိကိုပြောတာထပ်ပို့ပြီးတော့လှုပ်ပြပါမယ်အတိတ်ကိုပဲလှည့်ကြည့်မနေပဲရှေ့ဆက်လျှောက်ပါမယ်အရှိတခုတည်းကိုပဲကြည့်ပြီးတော့မြည်ကျွေးပါပါနှလုံးသားထဲမှာမိတော့ကိုထုံထားပြီးတော့ဟိုးအနာကအဝေးအထိတည်ဆောင်သွားမှာပါဟုတ်ပြီဒီတချင်းစာပိုင်လေးတွေကနေကျွန်တော်တို့ဂျပန်ဝါဟာရာလေးဆက်ထုတ်ကြည့်ရအောင် တက္ကစုဆိုတာကယုံကြည်အနှံသည်ဆိုတဲ့အဓိပ္ပာယ်ပါနော်ဖူဒီခါယရုဆိုတာကကျွန်တော်တို့နောက်ပြန်လှည့်ကြည့်သည်နောက်ပြီးတော့စာခဲဘူးဆိုတာကအော်ဟစ်မြင်ကြွေးသည်ဆိုတဲ့အဓိပ္ပာယ်ပါဟိုမူရာဆိုတာကတော့မိတောက်မီလျံဖြစ်ပြီးတော့တိုမိုးစုဆိုတာကကြတော့မီးညိသည်မီးထုံးသည်ဒီလိုအဓိပ္ပာယ်ရပါတယ်နော်အဲ့တော့အဆုံးသက်စာကြောင်းလေးကတော့ကျွန်တော်တော်တော်အရင်အကြိုက်ဆုံးစာကြောင်းလေးပါပဲခခိုးတို့နိ ဟိုမူရာကိုထုံမိုးရှိတဲ့တိုအီမိရာယီမှာနေနှလုံးသားထဲမှာမိတောက်ကိုထုံထားပြီးတော့ဟိုးအနာကအဝေးကြီးတိတဲဆောင်သွားမှာပါဒီစာသားလေးကဇလန်းရဲ့အထိပ္ပယ်ကိုအထိမိဆုံးဖော်ပြတဲ့စာသားလေးလို့ကျွန်တော်ကတော့ထင်ပါတယ်နှလုံးသားထဲကမိတောက်မီလီယံဆိုတဲ့အတုံးကိုအထိပ္ပယ်ဖွင့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဇလန်းထဲမှာနင်းကုတ်ဆန်ကပြောခဲ့တဲ့အစကားထဲမှာပေါ့နော်ခခိုးတော်မွေရဆဲဆိုပြီးတော့ပါတယ်ပေါ့နော်တိုင်းရိပ်ဘာသာပြန်ရင်တော့ နှလုံးသားကိုလောင်မြိုက်အောင်လှုပ်ဆန်းလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဆိုလိုချင်တာကတော့စိတ်တက်ကြမနေပဲနဲ့စိတ်ထဲမှာအားပြည့်ယုံကြည်ချက်ပြည့်ထည့်ပြီးတော့ကြိုးစားပါဒီလိုအဓိပ္ပာယ်နော်အဲ့ဒါကိုလိုက်နာပါမယ်ဆိုတဲ့သဘောနဲ့နှလုံးသားထဲမှာမိတောက်ထွန်းထားမယ်ဆိုပြီးတော့တခြင်းစာသားလေးကရေးထားတယ်ပေါ့နော်ဟောအဲ့အဓိပ္ပာယ်လဲပါတယ်လို့မျိုးကျွန်တော်ကနောက်တစ်မျိုးတွေးကြည့်လိုက်တယ်အဲ့ဒါကဘာလဲဆိုတော့ဒန်ကူကဆန်က flame ဟာရှိတာ em ပါရှိတာပေါ့နော်ဂျပန်လိုခေါ်ရင်အဲ့တော့ ဲ့ဒီ and ဆိုတဲ့ခန်းကြီးလေးကခုနကအပုံမှာเนาะကျွန်တော်ဝါဟာရမိတ်ဆက်ပါတယ်ဒီမှာပါတယ် hono ဒါမှမဟုတ်လေ homura လို့လည်းခေါ်တယ်သူကမီးတောက်မီးလျံကိုခေါ်တဲ့စကားလုံးလေးเนาะအဲ့ဒီစကားလုံးလေးက m ပါရှိတာနဲ့ကိုကူဆန်ကိုကိုစားပြုတဲ့စကားလုံးလေးအနေနဲ့တုံးထားတာလို့တော့တွေးလို့မရဘူးလားဒါကြောင့်ဒန်ကုတ်ဆန်ကိုအမြဲတမ်းရင်ထဲမှာအမှတ်ရနေပါမယ်ဆိုတဲ့အိဗယ်ကိုလည်းယူဆလို့ရမယ်ထင်ပါတယ်เนาะကဲ homura တခြင်းလေးအကြောင်းကိုတော့ ကျွန်တော်ကဒီမှာပဲဆုံးသက်ပြရသည်ပရိသတ်တွေရောဒီတခြင်းသားထောင်ပြီးတော့ရင်ထဲမှာတစ်ခုခုကြံခဲ့တာတွေရှိတယ်ဆိုရင်ပဲဖြစ်ဖြစ်ပြီးတော့ကျွန်တော်ဗီဒီယိုလေးကြည့်ပြီးတော့တစ်ခုခုခံစားလိုက်ရတာတို့နော်အဲဝါရတက်လေးတွေနားလည်သွားတာတို့နော်အဲ့လိုမျိုးရှိရင်ကွန်မန့်ထဲမှာခြံထားခဲ့လို့ရပါတယ်အားလုံးကိုဒီပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ